အလုံးမေးမင်္ဂလာပါရှင်။အခါရီအော်ဒီယိုဘွတ်ချန်နယ်ကကြိုဆိုလိုက်ပါတယ်။စီးရဲအဟာရရရရှိဖို့ဆက်ဖက်ဖို့အချိန်များကြတဲ့သူတွေအတွက်အော်ဒီယိုဘွတ်လေးတွေနားထောင်ရင်စိတ်ပန်းဖြေကြရအောင်။အပတ်စဉ်လက်လန်းမိသည်မြန်မာစာအုပ်လေးတွေဖတ်ပြတော်မှာမို့အလုံးမေးနားဆင်ပြကြပါအောင်ရှင်။စိတ်ချင်းလေးရှင်လန်းပြီးအကြည်တက်စိတ်ခွန်အားတွေရနိုင်ကြပါစေ။အလုံးမေးမင်္ဂလာပါရှင်။ ။အခုဖတ်ပြပေးမယ့်စာအုပ်လေးကတော့စာရေးဆရာညီညီနိုင်ဘာသာပြန်ရေးဆိုတာတဲ့အဖို့တန်တဲ့လူအဖို့တန်တဲ့ဘဝစာအုပ်လေးပဲဖြစ်ပါရဲ့ရှင်။အခန်းနှင်းအလုတ်တန်ဘူးပညာလူချင်းရင်အပတ်တကုတ်ရှာဖွေပါ။စားဆရာလူချင်းရင်လည်းအပတ်တကုတ်ရှာဖွေရမှာပါပဲ။ပျော်ရွှင်မှုကိုလည်းအပတ်တကုတ်ဆိုင်ပြင်ဖို့လိုတယ်။ဘက်တကုတ်ကျူဆန်းလုတ်ကင်မှုဟာလိုက်နာရမယ့် စီကံဥပဒေပဲဖြစ်တယ်။ rush ကလူတွေဟာအလုံးလုံးရင်ကြီးကျယ်မြင့်မြတ်လာသလိုယဉ်ကျေးမှုဆိုတာလည်းပေါ်ထွန်းလာရတာပါ။ smile သူဟာဘဝတည်ခဲ့တဲ့အချိန်တွေကိုမစင်စားဘဲသာမရရှင်တန်နေတဲ့ပုံစံတွေတွင်းပို့တာကြံခဲ့ပါလေ။ Saint Gordon ဩကတဟောင်းအီလီယော့ မင်းပါဖြစ်လို့ကြောင်းမသွားကျင်တော့တာလေမစ္စတာဂရေးကကြောင်းဆက်မတက်ပေးရစီနေတော့လို့ဆန္ဒပြလာတဲ့သားဖြစ်သူကိုအန်အော်တကြီးနေလိုက်ပါတယ်သူသားချားစ်ရဲ့အဖြေကတော့ကျွန်တော်စတင်ရတာညီငွေလာလို့ပါပြီးတော့စတင်နေလို့လည်းဘာမှအကြောင်းထူးနေမထင်တော့ပါဘူးအော်မင်းကပညာရေးအများကြီးတက်နေပြီမှတ်လို့လားကျွန်တော် George Lyman လောက်တော့တက်တယ်ဆိုရမှာပါပဲ သူကလွန်ခဲ့တဲ့3လလောက်ကကြောင်းထွက်သွားတယ်လေ။သူပြောတာတော့သူ့အဖေကပတ်စံတွေအများကြီးရှိလို့ကြောင်းနေဖို့မလိုပါဘူးတဲ့။ဒါဖြစ်မင်းလည်းကြောင်းတက်ဖို့မလိုတော့ဘူး။ဒါပေမဲ့ခဏနေရောငါပြောလိုက်အောင်မယ်။မင်းစမတင်ချင်တော့လို့ကြောင်းမနေချင်တော့တာကိုငါလက်ခံတယ်။တခုတော့နားလည်ထားရမယ်။ကြောင်းမနေတော့ဘူးဆိုရင်အလုပ်လုပ်ဖို့ပဲ။မင်းဟိုရောင်ရောင်တီရောင်ရောင်နဲ့လေလွင့်နေတာတော့ငါလက်ပိုက်ကြည့်မနေနိုင်ဘူး။နောက်တနေ့မနေ့ကျတော့ Mr. Gray က သူသားချားစ်ကိုသူเจ้าနေဘက်တငယ်ချင်းဟောင်းတယောက်အချင်းကြနေတဲ့အချင်းထောင်ကိုခေါ်သွားတယ်။အချင်းသားနဲ့တွေ့ခွင့်ရတဲ့အခါမှာတော့ဟာမွန်မင်းကငါတွေ့ရတာဝမ်းသာပါတယ်။ဒါပေမဲ့ဒီလိုနေရာမှာလာတွေ့ရတဲ့အတွက်စိတ်မကောင်းပါဘူး။လို့နှုတ်ဆက်လိုက်တယ်။မင်းကငါလောက်စိတ်ဆင်းရဲမှာတော့မဟုတ်ပါဘူးလေ။ဒါထက်သူကမင်းရဲ့သားလား။ဟာမွန်ကချားစ်ကိုလှမ်းပေးရင်းမြည်ကြည့်လိုက်ပါတယ်။ အေးငါရဲ့အကြီးဆုံးသားပေါ့ Charles တဲ့ခုဆိုရင်တို့เจ้าအတူတူတက်တုံးကအသက်လောက်ရှိနေပြီလေတို့เจ้าနေတုံးကအချိန်တွေကိုမင်းမေ့သွားပြီလားမိလိုက်ချင်တာပေါ့တငယ်ချင်းဟာမေးမရတဲ့အခါလဲအိမ်မက်ပဲဖြစ်ပါစေတော့လို့တောင်ဆန္ဒပြုမိပါရဲ့ဘလို့ဖြစ်ခဲ့တာလဲတငယ်ချင်းမင်းနဲ့ငါနောက်ဆုံးတွေ့တုံးကတော့မင်းရဲ့အနာဂတ်အလားလာတွေငါထက်တောင်ကောင်းနေသေးရဲ့ဥစ္စာတူတူပြောရရင်တော့ငါခုလိုဘဝတက်ခဲ့ရတာဟာ လက်ကျော်မတင်ပဲအလီလိုက်မိတာနဲ့လူပေါင်းမာတာတွေကြောင့်ပဲပေါ့။ငါကပညာသင်ဖို့စိတ်မဝင်စားဘူး။တတိသားဆိုတော့ပညာတတ်ဖို့မလိုဘူးပဲထင်ခဲ့တယ်။ငါအဖေကအမွေတွေတပုံကြီးပဲပေးထားခဲ့ပါလေ။ကိုရှာစာတပြားများမရှိပဲသုံးပြဖို့သာတည်ခဲ့တယ်။အတုံးနဲ့အဖျုံကိုမခွဲခြားတတ်သလိုငွေတံပိုးလည်းနားမလည်ခဲ့ဘူး။နောက်ဆုံးတော့အောက်တန်းစီတယောက်ထက်စီးရနေတဲ့ဘဝကိုရောက်ခဲ့ပါလေ။ ပတ်စံကိုရေရိုးတတဘလို့ရှာရမှမသိပြင်မဲ့မရှိမဖြစ်လိုလာတယ်ဒီလိုနဲ့ငွေလွယ်လွယ်ရမယ့်လမ်းကိုလိုက်ခဲ့တာပဲနောက်ပိုင်းတော့ဆက်ပြောစရာမလိုတော့ဘူးထင်ပါတယ်ဟာမွန်ကိုထောင်းအလုပ်တွေလုပ်ဖို့ပြန်ခေါ်သွားတဲ့နောက်မစ္စတာဂရေးကထောင်းမှုကိုမျိုးကုန်ထုတ်မိပါတယ်ခင်ဗျားရဲ့ထောင်းသားတွေထဲမှာဝမ်းစာအတွက်အသက်မွေးဝမ်းကြောင်းအလုပ်လုပ်ဖို့လေ့ကျင့်ခဲ့တဲ့လူပဲနေရောက်များပါတယ်၁၀ရောက်၁ရောက်တောင်မပါပါဘူးဗျာဆိုသူက ထောက်မှုရဲ့အဖြစ်ပါ။အိမ်ပြန်လန်း၌ကာမောင်ရဲ့မမစ္စတာဂရေးကမင်းကိုတခြားလူငယ်တွေလိုအလုပ်လုပ်ရမယ်လို့ပြောတော့ကမင်းအံ့ဩသွားတယ်မဟုတ်လား Charles ။ကဲအခုထောက်မှုသွားကြည့်တာငါအဖြစ်ပဲ။လောကကြီးကငါကိုတထီးလို့ခေါ်ကြတဲ့အတိုင်းငါချမ်းသာပါလေ။မင်းကိုလည်းပညာတတ်လူချုံလူကောင်းအဖြစ်ကြီးပြင်းလာအောင်ဗတ်စုံကထောက်ပံ့ပေးနိုင်ပါတယ်။ဒါပေမဲ့မင်းအလုံးမလုံးပဲထိုင်စားလောက်အောင်တော့ငါချမ်းသာတာအမှန်ပဲ။ တားတယောက်လေလွင့်ပြည့်စည်သွားရတဲ့အတွက်ဝမ်းနဲ့ချစ်ခွဲစစ်စင်းရတာတွေကိုအဖေတွေကသင်ခန်းစာရထားကြပါပြီ။ Charles လည်းတွေ့ပြီးအလေးနဲ့စဉ်းစားပြီးတဲ့နောက်ပြောလိုက်တာကတော့တနင်္လာနေ့ကျရင်ကျွန်တော်ကြောင်းပြန်တက်ပါတော့မယ်အဖေ။ Sean Adam ဟာလည်းစာတင်ရမှာပြည့်ညင်းဝေးတဲ့လူငယ်တယောက်ဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့သူ့အဖေလက်တင်တရာပြီးမတင်ခြင်းတဲ့အကြောင်းပြောနေတယ်။တုံ့ပြန်ချက်အနေနဲ့ ဒါဆိုလဲရတဲ့လေးချုံရဲ့ဒီအစားရှုံ့ွက်တဲ့အစဉ်ကြီးရေပယ်မြောင်းလေးတူောက်ပေးဖို့ပဲရှိတော့တာပေါ့တကယ်တမ်းကျတော့စာကြက်ရတာထက်မြောင်းတူရတာကပိုပင်မန်းတော့အဲ့ဒီညမှာပဲမနေ့ပြန်ကြရင်လက်တင်စာဆက်တင်ပါတော့မယ်လို့တောင်းပန်ရတော့တာကဂျွန်အဒမ်ဟာစာကြိုးလိုက်ရာကအမေရိကန်တော်လှန်ရေးရဲ့ထောက်တိုင်ကြီးတတိုင်းဖြစ်ခဲ့တဲ့အပြင်အမေရိကန်ပြည်ထောင်စုသမ္မတကြီးဘဝတောင်ရောက်ခဲ့ရတော့တယ်ဆိုပါတော့အထူးကြီးတယောက်ဟာ သူ့အတွက်ပညာရေးနဲ့ရိုးရရင်ကျေးမှုတွေကိုလင့်လျူရှိအောင်မကသူတကူရေးတာယာမှုနဲ့စီစဉ်ခန်းစားမှုတွေကိုလည်းမခန်းစားခဲ့ပါဘူးဒါဟာသူ့ရင်သွေးတွေကိုသူ့စီစဉ်တွေအမွေပေးနိုင်ဖို့အတွက်သာဖြစ်ပြီးအလုပ်တွေသာကျုံးလုပ်ခဲ့ရတာခုလိုဝန်ခံစကားပြောခဲ့လေရဲ့ကျုပ်သားတွေဟာငွေကိုလူချင်းမမောရမှန်းမသိခဲ့ကြဘူးလေဒီလိုနဲ့တားတယောက်ဟာဆရာဝန်ဖြစ်ခဲ့ပြီးမဲ့သူ့စီကိုလာကူတဲ့သူရဲ့လို့မရှိခဲ့ဘူးဒုတိယသားကလည်းအမှုတယ်မရှိတဲ့ရှင်နေ တတိယကောင်ကတော့ကုန်တယ်ဖြစ်နေတဲ့တိုင်အောင်သူ့အလုပ်ခန်းကိုတစ်ခေါက်မှမရောက်ဘူးလေဘူးဆိုတဲ့ဒါနဲ့ကျုပ်လည်းသူတို့ကိုအစွမ်းကုန်စူးစမ်းလို့ကိုတိုက်တွန်းနေတယ်သူတို့ကဗာပြန်ပြောကြတယ်မှတ်တယ်ကျွန်တော်တို့အဲ့တလောက်စူးစမ်းစရာမလိုပါဘူးကျွန်တော်တို့ကဘယ်တော့မှငွေလိုချင်ကြရမှာမဟုတ်ဘူးကျွန်တော်တို့ညီအကိုတွေအတွက်ငွေတွေကအဖြစ်မှာအရှင်ပေးရှိတာဒီပါတယ်အတလန်တိတ်ဂျီနန်ဂျိုးကုမ္ပဏီကြီးကိုထူထောင်ပေးတဲ့ Science W Face ဟာသူ့အိမ်ရှိရာ မဆာချူဆက်ပြည်နယ် Stop Trish ကိုစွန့်ခွာပြီးစီးပွားရှာဖို့နယူးယောက်မြို့ပေါ်တက်လာခဲ့ပါတယ်။သူ့အဖေက ရှေ့စုမဲ့စုငွေလေးတွေက10ဒေါ်လာပဲလမ်းစီပေးလိုက်နိုင်ပါတည်း။ Science ခမားမြူရော်ရဲ့ထိတ်တန့်စီးရင်ဝင် ကုံမာစတူးဆိုင်ကြီးဖြစ်တဲ့ AT Steward မှာကုံထက်အလုပ်သမားလေးအနေဖြင့်ဝင်လို့ရပါတယ်။တစ်နှစ်မှဒေါ်လာ90ပဲရပါတယ်။ သူဟာအလောက်ခွင်ကို မနေ့6နာရီနဲ့9နာရီကြာအရောက်သွားခဲ့ရပြီးစာရေးလေးဖြစ်ခဲ့တဲ့နောက်မနေ့7နာရီကညမိုးချုပ်တဲ့အထိအလုပ်ဆင်ရတော့တာပေါ့မစ္စတာဖီးစ်ကသူ့ကိုရေးအထုပ်ပတ်တီထဲမှာခုလိုထုတ်ပေါ်ရေးသားခဲ့ပါတယ်ကျွန်တော်ဟာအလုပ်ထဲကိုလုပ်ဖို့အကန့်အသတ်တွေဘယ်သူမှမရောက်ခင်သွားခဲ့တယ်လို့သူတို့အားလုံးမပြန်ပဲနဲ့မပြန်ခဲ့ပါဘူးကျွန်တော်ရည်မှန်းချက်ကစီဝါရေးတမကောင်ဖြစ်ဖို့ပါပဲ ဒါကြောင့်လည်းအလုပ်ဌာနတန်းကိုအတက်နိုင်ဆုံးလိလာတင်ကြခဲ့ပါတယ်။သူဟာလူငယ်ဘဝမှာ marketing တိုင်းစာကြည့်တိုက်စီညနေတိုင်းတွားပြီးစာဖတ်တယ်။စနေညတိုင်းမှာစကရေလူပွဲလုပ်တဲ့အတင်းနဲ့ဆက်သွယ်တယ်။ကုမ္ပဏီပိုင်ရှင် Mr. Steve Wolf ရဲ့စီကံတွေကတင်းကျပ်လာပါတယ်။အလုပ်ဝင်ချိန်ထမင်းစားခြင်းစသဖြင့်ဝင်ချိန်ထွက်ချိန်တွေကိုလက်မှတ်ထိုးရပါတယ်။အလုံးနောက်ကျရင်တတ်မှတ်ထားတဲ့ထမင်းစားချိန်ထက်ကျော်သွားရင်ဓာငွေဆောင်ရတော့တာပါပဲ ဆိုင်ယက်စ်ကတော့စီကန်းကိုအတိအကျလိုက်နာပြီးအလုပ်ကိုယူတည်သူကြိုးစားသူဖြစ်တော့အလုပ်ရှင်ရဲ့ယုံကြည်မှုရလာသလိုယာရူးတွေတိုးခဲ့ရတာပေါ့အလုပ်အပေါ်သစ္စာရှိတာဟာဂုံတိတ်ခါရှိသလောက်စီမားရဲ့ပျော်ရွှင်မှုကိုပိုင်ဆိုင်မရတဲ့ဆိုရပါမယ်ကဘာကျော်ပကြီးပဘူးဆရာကြီးမိုက်ကယ်အင်ဂျယ်လိုအကြောင်းကိုပြင်သစ်စာရေးဆရာတယောက်ကပြောပြပူပါတယ်မိုက်ကယ်အင်ဂျယ်လိုဟာအသက်60အထိအလုပ်လုပ်နိုင်တော့မှာပဲ သူကတွက်လက်တဲ့အရွယ်မဟုတ်တော့ပါနဲ့ကြောက်တုံးတွေကိုဖိတ်ရွှေပြင်နေလိုက်တာများလူငယ်၃ယောက်တနာရီလုံးနိုင်စွန့်ထက်အများကြီးပါတယ်။ကျောင်းဆရာတွေဟာဒီထဲမှာလွင့်ပြန်နေတာတဝေးဝေးပါပဲ။ကိုရိမကြုံရင်မယုံနိုင်စရာပဲဗျ။သူ့အာတုမန်ဟာအီယာမကြောက်တုံးကြီးကိုအမှုန့်ချပြလိုက်တော့မယ့်အတိုင်းပဲ။ကြောက်သားနဲ့ဘဘူးထုတယ်ဆိုတာကလည်းစံတမြင်စာလေးတင်းဆောင်သွားရင်ဖြစ်စီသွားနိုင်တာမျိုး။ ပလတ်စတာတို့ရှင်တို့နဲ့ရုပ်သွင်းသလိုပြင်ပြင်လို့ရတာမဟုတ်။မိုက်ကယ်အင်ဂျယ်လိုကိုယ်တိုင်ကပကြီးကျော်ရာဖေးစ်နဲ့ပတ်သက်ပြီးပြောခဲ့တာလည်းရှိပါရဲ့။ရာဖေးစ်ကကဘာပေါ်ကချစ်စရာအကောင်းဆုံးလူတွေထဲမှာပါဝင်ပါတယ်။သူဟာပါရမီတက်ခံထက်ကျူးစာအထုံးမှုကြောင့်အမြင်ခဲ့ရတာပါပဲ။ရာဖေးစ်ကလည်းသူတို့လောက်အံ့ဩဖွယ်လက်ရမြောက်ပြီးအမြင်ခဲ့ရတယ်ဆိုတဲ့အကြောင်းကို ခုလိုဖြစ်ကြခဲ့ပါတယ်။ကျွန်တော်ငငယ်တုန်းကတည်းကကျင့်သုံးလာတဲ့မူတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဘာကိုမျှဥပိ္ပခာပြုမထားဘူးပါပဲ။ယာဖိစ်ဟာငငယ်ရွယ်ရွယ်နဲ့အသက်38နှစ်မှာကွယ်လွန်ခဲ့တာမို့ယောမတမျိုးလုံးယူကျုံမရနှမျိုးတကခဲ့ကြပါတယ်။ပုယဟန်မင်းကြီးလီယိုတောင်းငိုကြွေးခဲ့ရတယ်ဆိုရင်သူကွယ်လွန်ချိန်မှာပကြီကား188ကားနဲ့ ရေလက်စပကြီးက900ကျော်ချန်ခဲ့ပါသေးတယ်။ဒီအထက်ကတချို့လက်ရာတွေဆိုရင်ရှူတွေပဲပေါ့။သူ့ရဲ့ဘဝဟာလုံလဝရိယမရှိပြင်းကြီးတဲ့လူငယ်တွေအတွက်တင်ငန်းစာကောင်တစ်ခုလိုဆိုနိုင်ပါတယ်။ပကြီးဆရာကြီးလီယိုနာရိုဒါဗင်ချီဆိုရင်လည်းအာကျုံမှန်တဲ့အလုံးလို့ရမှာစံထားလောက်သူဖြစ်ပါတယ်။သူဟာအလုတ်ကိုပြပြကြီးလှုပ်တတ်တယ်လို့မိုးလင်းတာနဲ့အလုတ်ခွင်တွေအရောက်သွားတယ် ညနေမိုးချုပ်အလုတ်သုံးတင်ပြီးမှအစာစားပါတည်းပကြီးကျော်ကြီး Rubens အောင်မြင်ချမ်းသာလာချိန်မှာ Akira ဆရာတယောက်က သူချွေဖြစ်အောင်ထိုးထားတာကိုလာကူညီဖို့တိုက်တွန်းခဲ့ပါတယ်။ရွှေဖြစ်အောင်လုပ်နည်းကို သူတွေ့ထားပြီလို့လည်းဆိုပါတယ်။ဒီတော့ Rubens ပြန်ပြောလိုက်တာကတော့ခမည်းမပြောတာအနည်း20လောက်နောက်ကျသွားပြီဗျ။ကျုပ်က ရွှေပြေးမွေပြေးလျှို့ဝှက်ချက်ကိုတွေ့ထားတာကြပြီတဲ့ပြောပြောဆိုဆိုနဲ့သူစေးဆက်တဲ့ပြင်များနဲ့စုတ်တံတွေကိုလက်ညှိုးထိုးပြလိုက်ပါတယ်ပြီးတော့ကျုံလက်နဲ့ကျုံစုတ်တံနဲ့တို့လိုက်တဲ့မြရွှေပြေးကုံလာကလားပကြီးဆရာကြီးမိလိုင်းကတော့ပကြီးဆွဲနေတုန်းမှာသူ့အမှုပညာလက်ရာများကိုကလွယ်လို့တခြားဘာဘူးမှမစင်စားဘူးဆိုပါတယ်တခါတည်းရန်လဲသူကခုလိုပြောလို့ရှိပါတယ် ျွန်တော်လူငယ်အားလုံးကိုအကြံပေးချင်တာကတော့အလုပ်ကိုဖိလုပ်ပါဆိုတာပါပဲသူတို့အားလုံးပါရမီရှင်တွေမဖြစ်နိုင်ပေမဲ့အလုပ်လုပ်နိုင်စွမ်းရှိကြတာကအထက်မြင့်ဆုံးပါရမီရှင်တယောက်တောင်အလုံးမလုပ်ရင်တိတ်ဆွန်မှာမဟုတ်ပါဘူးဘသူ့ကိုမှပကြီးစရာဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထောက်ခံချက်မပေးပါဘူးပကြီးစရာဖြစ်အောင်အကြံပေးပါလို့တောင်းဆိုလိုက်ရင်လည်းလုံးဝမပေးနိုင်ဘူးလို့ညင်ပြလိုက်တာပါပဲဒါပေမဲ့လူငယ်တယောက်အနေဖြင့် ူဖြစ်ချင်တာကိုဖြစ်ဖို့ဆွဆွဲမြင်းမြင်းအသေးလေးကြိုးစားရမယ်။ကိုလုံးချင်တဲ့အလုပ်ကို အသေးမွှားလေးကအစလေးလာတင်ကြရမယ်။စိတ်ဝင်စားစရာမကောင်းတဲ့အခြေခံအချက်တွေကိုခြံထားလို့မရသလိုဘာမဆိုအောက်တက်ကြအောင်လုပ်ထားဖို့အရေးကြီးတယ်။တမာချန်းစာကိုဘာသာပြန်ရမှာလူသားကင်ဆွဲတဲ့စောင့်ဖို့အတိုင်းပဲတာနာကလည်းအလုံးနည်းနည်းမြမပြီးတဲ့နေ့ဆိုတာမရှိရဘူးလို့ဆိုပါတယ်။သူကသူ့စီယာ ရင်းနူရဲ့အကြံကိုလည်းကိုးကားပါတယ်။အတော်ဆုံးအကောင်းဆုံးဖြစ်ချင်တဲ့လူဟာစိတ်ပါပါမပါပါမိညာမီအလိုလိုရမယ်။သူတို့မှာအပန်းပြေကစားဖို့အချိန်မရှိသလိုအတင်းအကျပ်အပင်နှံခံလို့ပို့ပဲရှိတယ်။အပင်နှံခံနေဆိုပေမဲ့အလုတ်ကိုချစ်တယ်ဆိုရင်ဖိုးတန်ဆုလက်ကြီးရမှာပါလေ။လောကကြီးကိုသူပညာဉာဏ်ဆွမ်းဖြင့်အကျိုးပြုတဲ့လူသူမျိုးချစ်စိတ်တဲ့နဲ့နိုင်ငံကောင်းစားရေးဆောင်ရွက်တဲ့လူ အင်းကြီးချင်းတွေကိုမေတ္တာကရုဏာနဲ့ကုညီဆောင်ရှောက်တဲ့လူမိနစ်တိုင်းမှာအကောင်းဆုံးလုံလုံနေတဲ့လူတွေကိုကျွန်တော်အပြားပါကျွန်တော်ကတော့ပီတာဘီရင်ကြီးကိုနမူနာတက်တည်ပြမှာဖြစ်ပါတယ်ရုရှားပြည်ရှင်ဘီရင်ပီတာဒီဂရိတ်ဟာအပတ်တကုတ်လိလာတင်ကြားမှုကြောင့်ထီးမွေနမွေကိုထထိုက်တန်တန်ခံစားခဲ့ရပါတယ်သူကအင်းရှိမင်းသားဘဝမှာတခြားမင်းသားတွေနဲ့တမူချားတယ်နန်စီစိန်ကမြည်မှုတဲ့အပြင် မိညီမင်းသားဝက်လဲတော်တွေကိုချုပ်ပြီးတာမန်အလုတ်ကျန်းသမားတယောက်ရဲ့အဝတ်အစားတွေဝတ်ခဲ့သူပါရုရှားနိုင်ငံမှာယဉ်ကျေးမှုဆိုင်ရာအတတ်ပညာတွေမထွန်းကားသေးတာကိုသိပြီးသူကိုယ်တိုင်ဒီပညာတွေသင်ဖို့နဲ့တိုင်းပြည်နယ်လူမျိုးကိုခိမိတိုးတက်အောင်လှုပ်ဆောင်မယ်လို့ခိုင်မာတဲ့အထိတ်တန်ချမှတ်ခဲ့ပါတယ်။ဒါကြောင့်လည်းအသက်26နှစ်အရွယ်မှာပဲနန်းစည်းစိမ်ကိုမခံစားဘဲခရီးတစ်ခုထွက်ခဲ့ပါတယ်။အပျော်ခီးမဟုတ်ပါဘူး။ ပင်ပင်တန်းတန်းအလုပ်လုပ်ဖို့ပါဟော်လန်ကတင်မောချင်းတစ်ခုမှအခမဲ့ပညာသင်လို့ပါတယ်အင်္ဂလန်ကျတော့ဆက်ကူဆန်တစ်ဆက်ဂျိုးဆန်နိုင်ရီဆိုင်တွေတခြားဆက်ယုံတွေမှာအနီးကပ်လိလာယုံကကိုယ်တိုင်ဝင်လို့ရမှာသူလိုငါလိုအလုပ်သမားဘဝကိုပြင်ပေးချာရှိမူလာရဲ့ဗဘဲဖူမှာလည်းတလားလောက်ပညာဝင်တင်ခဲ့ပါသေးတယ်ဗဘဲဆရာကြီးကသူ့ကိုမင်းနာမှန်းသိတော့ ရှေ့တင်ကားပြားတွေပြေးပြေးမယ်။သူကအလုတ်သမားထုံးစံအတိုင်းပဲလောက်ခယူပါတယ်။ကျွန်တော်ကတခြားအလုတ်သမားတွေလောက်မှမတက်ပေးဗျာ။ဖနက်တရံဝယ်ဖို့ရရင်ပဲတော့ပါပြီ။စင်စစ်မှလည်းသူဖနက်ကဖာယာထီယာတွေနဲ့ပောက်ပြဲနေပါပြီ။ဖနက်ဝယ်ပြီးတဲ့နောက်သူခွန်ယူကြွားဝါလိုက်ပုံကဒီဖနက်တွေကကျွန်တော်နှစ်ခုကချွေးချီမကြအောင်လှုပ်ထားတဲ့ပတ်စံနဲ့ဝယ်ထားတာဗျတဲ့။ပီတာနာမည်ထိုးထားတဲ့တန်ချောင်းတစ်ချောင်းကို အရှားရှိမူလာရဲ့ဘဘဲပေါ်မှာအမှတ်တရပြထားသလိုနောက်တစ်ချောင်းကိုလည်းစိန့်ပီတာစပက်ကရှီဟောင်းပြလိုက်မှာအရှိမင်းသားအလုတ်သမားရဲ့အထိတ်မှတ်ဖြစ်နောင်လာနောက်သားရုရှားနိုင်ငံသားတွေအားကြအတူယူဖို့ပြတ်တာထားတယ်ဆိုပဲတင့်နေဖြစ်ပါရမီရှင်ဖြစ်လာမှာပဲလို့မျှော်လင့်နေတဲ့ဆိုရင်တော့ကန်ဆိုးမှုမှကြပြီးသားမှတ်ပြီးတော့ဖြစ်နိုင်ရင်တော့ကိုကိုကိုမနေစားတာအကောင်းဆုံးပါ အချောင်သမားစိတ်တွေကိုအမြန်ဆုံးမောင်းထုံဖြစ်ပါသင်လိုချင်တာမှန်တယ်မြတ်လုံးမရမှာဖြစ်လို့ခုချက်ချင်းအလုံးစားလိုက်ဖို့တာပြင်လိုက်ပါဒါနဲ့မြတ်အလုံးမလုံးတဲ့ပါရမီရှင်ဆိုတာချုံထူတစ်တော်တွေနဲ့မရှားပါဘူးဆိုင်းစရာကြီးပီချာက ပြောဘူးတာပါပညာရဲ့အသီးသီးကို ရေးထားတဲ့စာအုပ်တွေမှာစိတ်ရှည်လက်ရှည်စူးစမ်းပြီးအပိုက်တကုတ်ရေးထားတဲ့စာအုပ်တွေသာထာဝရအောင်မြင်မှုရပါတယ်တဲ့ ဒီကဘာမှာမှတ်တိုင်ဆိုင်ထားတဲ့ကြောက်စာဖြစ်ဖြစ်ကြပြတပုတ်ဖြစ်ဖြစ်ပိရမစ်ကြီးတွေပဲဖြစ်ဖြစ် အားလုံးရဲ့အတိတ်ကဟာလက်စွမ်းပြလှူဆောင်ထားတာတွေပါပဲ Ghost မြဟာကနာယရွာစာအုပ်ကိုတနေ့လေးကြာစဉ်းစားပြီး9နှစ်တိုင်တိုင်ရေးခဲ့ပါတယ်သူကိုယ်တိုင်ပြောခဲ့တဲ့စကားကတော့အချိန်ယူပြီးစာရေးတာဟာအတွေးအခေါ်တွေပို့ပြီးမြင်လာတယ်လို့အစွမ်းလဲထက်လို့ လိုရကြုံနဲ့ပါတယ်ပါရမီရှင်တွေထက်စေစားတာနိုင်တယ်အားလမ်းမှဆာရေးသူတွေအဖို့အတူယူစရာကောင်းပါပါတယ်ကြပြဆရာကြီးလောင်ဖဲလိုကကြပြတပုံးရဲ့လှွက်ချက်ဟာတရားအောက်ခံတိုင်တွေနဲ့တူတဲ့အတွင်းစဉ်တွေဖြစ်ပြီးဒီအပေါ်မှာမှသူကြပြတွေကိုရေးဖွဲ့နေတာဖြစ်တယ်လို့ဆိုပါတယ်မမြင်ရတဲ့အတွင်းနဲ့ဖွဲ့ရပါမယ်မရှိမဖြစ်အရေးပါပါတယ်တဲ့ အမေရိကန်လူလက်ရေးကြီးညာစာတမ်းမှသည်ဆရာကြီးလောင်ဖဲလို၏ဘဝဓမ္မတချင်းများအထိအပြည့်တတ်နိုင်အောင်အထူးရေးသားခဲ့ရတာဖြစ်ပါတယ်။ Brian ဆိုရင်လည်းတန်နက်တော်ဆေးဆိုတဲ့ကဗျာကိုအချိန်တထောင်ပြင်ရေးခဲ့တာတော့စိတ်တိုင်းမကြခဲ့သေးဘူးဆိုပဲ။ Vimos Tanas ဟာပီလစ်နဲ့စန့်ကျင်ရင်ဆိုင်ခဲ့ရတဲ့အဖြစ်တွေကဝေဒနာတွေကို မကွယ်မဝက်ဖော်ထုတ်ခဲ့ရမှာ အတော်လေးကြိုးပမ်းခဲ့ရတယ်ဆိုပါတယ်။အလားတူပဲ Greek Decoration ကြီး Plato ဆိုရင်လေ Republic ကျန်ကြီးကို ပြည့်စုံရမှာပထမဝါကျကို၉ချိန်၉မျိုးတိတိရေးခဲ့ရပါတယ်။ပုတ်ရဟန်းမင်းကြီးဟာလေလင်္ကာတိုလေးတစ်ပုဒ်ကို တနေကုန်ရေးဖွဲ့ရတာလို့သိရပြီး Charlotte Brontë ကလည်းတစ်ခါမှ စကားတစ်လုံးရဖို့တနအီကျော်စဉ်းစားခဲ့ရတယ်လို့ Gibbon ကတော့ရင်းရိုင်းမှုနဲ့ကြဆုံမှုဇန်ကြီးရဲ့ပထမအခန်းကိုစိတ်ကျေနပ်တဲ့အထိပြင်ရတာ၃ချိန်တိတိရှိခဲ့တယ်ဆိုပဲဆရာကြီးဟာသူ့စာအုပ်ကို25နှစ်ကြာမှအပြည့်တက်နိုင်ခဲ့တာပါ Anthony Trollope ကတော့ဇန်သွင်းတယ်ဆိုတာအလကားအချိန်ကုန်တာပဲလို့မိတ်ဆိုပါတယ် အမခန့်ကြီးကျယ်တဲ့အောင်မြင်မှုတွေဟာမတော်တဆဖြစ်တာက ရခဲ့တာပဲလို့ရှင့်နေကြီးရူဖက်ရှီတီကိုသူမိတ်ဆွေတယောက်ကပြောတော့ရှင့်နေကြီးပြန်ပြောလိုက်တာကအတိပယ်မရှိလိုက်တာကွာမင်းကဂရီစလုံးတွေနဲ့အီလီယက်ကပြာရှေ့ကြီးတွေရေဖို့မျောလင့်တာပဲတဲ့အလိုလိုဖြစ်လာအောင်စောင့်ဆိုင်နေတာဟာလိုင်အောင်ချီတွေကိုမိမြင်တွေအဖြစ်ပြောင်းသွားအောင်စောင့်ကြည့်နေတာနဲ့တူပါတယ် စစ်ကြဝဠာကြီးတဘာဝနိယာမအစားမော်တကိုးရိကြောင့်ဖြစ်လာတာအကြောင်းအားလျော်စွာတိုက်ဆိုင်မှုတွေကို မျှော်လင့်တာနဲ့လည်းမခြားပါဘူးဒါဟာအစွမ်းအစမရှိတဲ့လူတွေရဲ့ဒသနာလူပြင်းတွေရဲ့ထွက်ပေါက်အမျိုးမြင့်ကင်းသူတွေရဲ့စင်ကြင်စနက်ပါပဲလူတွေကကျုပ်ရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်လို့ကျုပ်ရဲ့ပါရမီကြောင့်လို့ရှင်းမွန်ကြတယ်ကျုပ်တိတာကတော့ပါရမီအလုံးဟာချိုးချိုးဆဆအလုံးလုံးတာပဲဖြစ်ပါလေ ဆိုတဲ့စကားကိုပြောခဲ့သူကတော့အမေရိကန်နိုင်ငံခေါင်းဆောင်အလက်ဆန်ဒားဟမ်မီတန်ဂျီနီယယ်ဝက်စတာကတော့သူ့ရဲ့အသက်80ပြည့်နှစ်မိနစ်မှာသူ့အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကိုခုလိုပြောခဲ့ပါတယ်။ကျုပ်ကိုဒီဘဝရအောင်ဖန်တီးပေးလိုက်တာကတော့အလုပ်ပဲပေါ့။သူ့တစ်သက်လုံးအလကားရတဲ့ပေါင်မုတ်ရဲလို့နည်းနည်းလေးတောင်မစားခဲ့ဘူးပါဘူး။ဇွဲနေပဲနဲ့လောက်ကင်တာဟာအောင်မြင်မှုရဲ့နှစ်သားပါပဲ။ ကျွန်တော်ဟာအလုပ်လုပ်ရင်းကအကြီးအကျယ်ဆုံးပျော်ရွှင်မှုကိုရှာတွေ့ခဲ့ရပါတယ်။ Mr. Glassstone ကအသက်60အရွယ်မှာ ပြောခဲ့တာဖြစ်ပါတယ်။အလုပ်ကျူးစားတဲ့အကျင့်ကိုငယ်ငယ်ကလေးကမွေးခဲ့တယ်လို့အကျိုးရှိခဲ့တာလည်းအမှန်ပဲပေါ့။လူငယ်တွေက အနားယူတာဟာဘာအလုံးများမလုပ်ပဲရင်လိုက်တာလို့ယူဆကြတယ်။ဒါပေမဲ့အထီးရောက်သောအနားယူခြင်းဟာအလုပ်တစ်ခုခုကိုပြောင်းလဲလိုက်တာပဲလို့ကျွန်တော်တွေ့ရပါတယ်။စာအုပ်တွေဖတ်ရင်ညှိမ့်လာတဲ့အခါ နေပူစာလုံပြီးလေကောင်းလေတန်းရှူလိုက်တာကခန္ဓာကိုယ်လေးချင်ငန်းလုံလိုက်တာမျိုးပေါ့ဒါဟာအုံနောက်ရှင်သွားပြီးစိတ်ကျဉ်လင်းတော့အောင်လုပ်လိုက်တာပါလေတဘာဝတရားနဲ့နီနီဆက်ဆက်ကျဉ်လို့နေတယ်တဘာဝတရားကိုပုံပြီးကူပြီးလုပ်တယ်ဒီလိုနဲ့ခံစားရတဲ့အကျိုးကတော့နီနီချာချာအိပ်ပျော်ပြီးအစာကြေရတယ်လို့အားရပြည်လာတာပဲဖြစ်ပါလေလူတဘာဝနဲ့ကိုက်ညီအောင်လုပ်တာဟာလူဘဝရဲ့စုထူးစုမြတ်ကြီးပါပဲ ကျွန်တော်ဟာအက်ဒီဆင်ဆလီနှစ်သားကလေးကသူနဲ့တည်ကျွမ်းခဲ့တာပါ။အက်ဒီဆင်တငယ်ချင်းတယောက်ရဲ့စကားပေါ့။ကျွန်တော်အတွေ့အကြုံအရတော့သူ့ဘဝတစ်လျှောက်လုံးမှာပြင်းထန်နေတာရဲ့လို့မရှိသလောက်ပါပဲ။သူကအေးရမယ့်အချိန်မှာတောင်ညတကောင်အထိငိုတိုးစားဖက်နေတဲ့လူစားဝိထုတွေကောင်းပွန်စွန့်စားကန်းတွေဖတ်တာတော့မဟုတ်ပါဘူး။စက်မှုပညာဓာတုဗေဒတရားစစ်စွမ်းအားတွေနဲ့ပတ်သက်တဲ့စာအုပ်တွေသာဖတ်တာပါ။ သူဒီလိုဖက်ခဲလို့လေအသိပညာတွေတိုးလာတယ်လို့ဗတ်ဆောင်ကျွမ်းကျင်ထက်မြက်ခဲ့တာလို့ဆိုရမှာပါပဲသူရဲ့မအိပ်မနေကြွယ်မှုဟာသူစံအားတွေဖြစ်လာတာပဲပေါ့အဒီဆန်ကိုရိုင်းကလည်းခုလိုပြောခဲ့ပူပါရဲ့ကျွန်တော်တီထွင်မှုတစ်ခုပြီးတိုင်းစိတ်ဝင်စားမှုတစ်ခုဆုံးရှုံးသွားရတယ်လို့ယူဆပါတယ်တီထွင်မှုကရတဲ့ငွေဟာတမိုးရှိတဲ့ဆုလက်ပဲလို့လူတွေကထင်ကြပါလိမ့်မယ်ကျွန်တော်ကတော့အဲ့ဒါလိုမပြောချင်ပါဘူး စစ်စစ်ရဲရဲနဲ့ကြည်ပြင်းခဲ့ရတဲ့ကျွန်တော်ဘဝမှာပျော်ရွှင်မှုအပြည့်ရတယ်လို့ဘယ်တော့မှမရှိခဲ့ပါဘူးကျွန်တော်လုပ်ခဲ့တဲ့မြတ်စံတတ်တည်ရွှင်မှုတွေဟာလည်းအပေါ်စားကိရိယာတွေနဲ့မပြည့်မစုံလုပ်ခဲ့ရတာပါခုတော့ကျွန်တော်မှာလိုအပ်တဲ့ပစ္စည်းကိရိယာတွေစုံစုံလင်လင်ရှိနေတယ်လို့ကိုယ်စိတ်နဲ့ကိုယ်ကိုယ်ဆရာလုံးနေနိုင်ပါပြီဒီကြားထဲကပဲအကောင်းဆုံးပျော်ရွှင်မှုတွေကိုအလုံးလုံးရင်ဆက်လက်ရှာနေရလူတွေခေါ်နေကြအောင်မြင်မှုဆိုတဲ့စိလက်ကို ရခဲ့တာဖြစ်ပါတယ်။ဖျားတခင်ကြီးယေရှုကုံတော်ကိုချီးမွမ်းတဲ့ခြင်းတပုံနဲ့အတိုင်းမသိပျော်ရွှင် ဝမ်းမြောက်မှုကိုရယူပါ။အဲ့ဒါကတော့ကျူးစာအထုတ်လုပ်ကင်မှုဟာ ကောင်းချီးမင်္ဂလာပါပဲဆိုတဲ့စာသားပဲဖြစ်ပါတယ်။ဒါဟာဘသူ့ကိုမှငိညာထောက်ထားအကူစရာမလိုတဲ့ဒိဋ္ဌံပဲပေါ့။မနေ့တိုင်းကျွန်တော်တို့အလုပ်လုပ်ဖို့သွားရပါလိမ့်မယ်။မိုးရွာရွာနေပူပူသွားကြိုက်ကောင်းကြိုက် ဖိုင်အောင်နေကြပါပဲလို့ဆရာရှိတာလို့ရပါမယ်။တနေ့ကို၈နာရီမှ၁၀နာရီအထိလုံနိုင်လျက်အကျိုးထူးရမှာမလွဲပါ။ကျောင်းသားဆိုလဲ၉နာရီကစပြီးကျောင်းတက်ရပါမယ်။စီရင်ငိုင်ကလည်းသူစီရင်စာအုပ်မှာပတ်စံတပြားမကွာအောင်တွက်ချက်ရေးသွင်းရမှာပါ။ကုန်တယ်ဖို့လဲကုန်အမှန်နဲ့ငွေတွေကြိုက်အောင်အမြဲပြုစိုက်ဖို့လိုပါလေ။ ဘယ်သူမှဆိုကိုယ့်အလုပ်ကိုသူစားရှိရှိနဲ့ဆွေးနွေးလို့ရမှာဖြစ်ပါလေကျွန်တော်တို့ကိုနေ့စဉ်ဒုက္ခပေးနေတဲ့ပြည်သူကိုမနေမနာတိုက်ဖြတ်ဖို့လည်းအရေးကြီးပါတယ်ဘယ်အလုပ်မျိုးမှဆိုတင်းကြီးညီငွေမှုစိတ်မပါမှုလေးလံထိုင်နိုင်မှုအချိန်ဆမှုများကိုကျော်လွှားနိုင်အောင်စိတ်ရှိလက်ရှိအာတုံခွန်ဆိုင်လှုပ်ခြင်းအဖြစ်အရေးသွေးတွေတောက်ပြောင်လာမှာမူချ။ခាយရလောက်သားတရားဖြစ်တည်တိုင်းဂုံမငယ်ပါ။ ဝိကာဆာလဝိထာလို့ဆိုပြီး အထုံမထမ်းနိုင်တဲ့လူငယ်တယောက်ကိုသာအထင်သေးစရာကောင်းတာဖြစ်ပါတယ်။အရစ္စတိုတယ်ကပြောခဲ့တာပါ။မက်ကင်းနင်းဆက်စရာတယောက်နဲ့ငွေဝဲကျွန်းဟာတိတ်ခါရှိတာချင်းမတူပါဘူး။ပညာရှင်တယောက်ဖြစ်အောင်သင်ယူလေ့လာရပေမယ့်ကျွန်းတယောက်ဖြစ်ဖို့တော့သင်စရာမလိုပါဘူး။တချို့လူတွေက ကျွန်းစားတာပါပြီးကျွန်းဖြစ်ဖို့မွေးဖွားလာကြတာပါ။ စွမ်းအားရှိသလောက်အလုံးမလုံးကြတဲ့တန်းပြည်တွေဟာဒီကဘာပေါ်ကခွေပြောက်သွားရမှာပဲလို့ပညာရှင် Cyrus ကမှတ်တမ်းချခဲ့ပါတယ်။အမေရိကန်သမရတေလာကိုယာရုကဖိချားပစ်လိုက်ပြီးမကြခင်မှာသူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေကတိတ်ခါချတဲ့သဘောနဲ့သူနေထိုင်ရာဗာဂျီးနီးယားရွာကလေးမှာမြေတိုင်းစီးခန့်လိုက်ပါတယ်။ပြီးတော့ဒီအလုပ်ကိုဝင်လို့ရကောင်းလားဆိုပြီးဝိုင်းလောင်ကြတယ်။ ဒီအတွက်သူတို့အုပ်စုကိုယ်တိုင်လူတွေကတည်ရှုံချကြပါတယ်။နောက်ဆုံးသူတို့ကိုယ်တိုင်လည်းသမရကြီးကိုအလောက်ကနှုတ်ထွက်ပေးဖို့တောင်းမရတော့တာလေပေါ့။တာဝန်ကြီးတွင်နဲ့သမရကြီးကပြန်ပြောလိုက်ပါတယ်။လူကြီးမင်းတို့ပေးလာတဲ့အလုပ်ကိုဘယ်တော့မှညှင်းပယ်မှာမဟုတ်တလို့ဒီအလုပ်ကလည်းဘယ်တော့မှမထွက်ပါဘူး။ပြင်သစ်ပြည်ရဲ့နပိုလီယံရဲ့ဘဝမှာကြောင်ရုံနောက်တွန့်လာပြီးဝေခွဲမရဖြစ်တာတွေရကြမပီတာတဲ့အလုပ်တွေရဲ့လို့ လူတိထင်ရှားမရှိခဲ့တာဟာတင်ငန်းစာယူစရာကောင်းလာပါတယ်။ဝါတာလူးစစ်ပွဲမစခင်မှာ18နှစ်လုံးလုံးအစာမစားဘဲတူနေခဲ့ပါတယ်။သူ့အဝိစားတွေဟာလည်းရှုပ်နေနဲ့ပေလို့ပြီးမိုးရေတွေဆူရွှဲနေပါတယ်။ဒါပေမဲ့အဲ့ဒီလိုပုံပြပန်ပြဖြစ်နေရတာနဲ့မောပန်းနှွမ်းနေနေတာတွေကိုလုံးဝခရီးမဆိုင်တဲ့အပြင်အချမ်းပြေမီးတောင်မလုံခဲ့ပါဘူး။ Law Ellen Barrow ဟာလည်း ီးရင်သားဘဝနဲ့အရက်ဆိုင်မှာဝင်လုပ်ခဲ့ရဘူးလေ။ဒါပေမဲ့သူအောင်မြင်တဲ့အထိအလုပ်ကိုမနာမနေကြိုးစားမယ်လို့အေလင်ဘာရူဆုံးဖြတ်ထားပါတယ်။သူချီကောင်လက်ပန်းကြတဲ့အခါမှာတော့သူ့လက်ဆွဲထားတဲ့စံပုလေးကိုယူဆိုပြီးအပန်းဖြေလေးရှိပါတယ်။အဲ့ဒီစံပုလေးကတော့ကြိုးစားမလားအနက်ခံမလား။လူတရားဟာကေတင်ချင်းတက်ကတွစ်ဆောင်ပွဲတစ်ခုမှာသူ့ငါးနှစ်သားကလေးက တောင်းစားလာခဲ့ကြောင်းနဲ့ဘာအလုံးမှမလုပ်တတ်ခဲ့ကြောင်းဖွင့်ဟခဲ့ပါဗျ။ဒါပေမဲ့ကေတင်ဂျင်တက်မှာတပတ်ကိုဒေါ်လာနဲ့ကလေးထိန်အလုပ်ကိုခွန်ယူစွာဝင်လုပ်လိုက်ပါတယ်။တန်ဆွဲတဲ့ယောက်ျားတယောက်အနေဖြင့်အခွင့်အလမ်းတွေပြည့်နေတဲ့နိုင်ငံမှာဘာအလုံးများလုပ်ဖို့မကြံပဲတောင်းစားခဲ့တာဟာဘလောက်ရှက်စရာကောင်းပါသလဲ။တော်တန်တစ်ချောင်းပေါ်မှာဂျာမန်ရှေ့စကားတခုထွင်ထားတာတွေ့ဖို့ပါတယ်။ ငါအလုံးမလုံးရင်တန်ကြီးတက်သွားမယ်တာကီရှီတော့ငါအင်္ဂလန်မှာလူရင်းတွေကိုခုလိုအပြစ်ပေးပါတဲ့ပထမအချိန်မှာတရားသူကြီးရှေ့ခေါ်သွားပြီးသူ့ပြင်းမှုကိုမှတ်တမ်းတင်ပါတယ်ဒုတိယအချိန်ကျရင်တော့လက်ကိုမင်းညိုက်ပါတယ်တတိယအချိန်ဆိုရင်တော့တည်တံပေးတော့တာပါပဲစကြဝဠာကြီးထဲမှာအမိမျိုးမုံတွေဟာလှုပ်ရှားပြီးအလုံးလုံးနေကြတာပါပဲ အလောက်ကရိမှန်းချက်ပန်းနိုင်ရအောင်ပို့ဆောင်ပေးပါတယ်။ဆိုတဲ့စကားကိုပြင်းထန်စာရေးဆရာကြီးအန်မီဇူလာကပြောပြတာပါ။အလောက်လုတ်တယ်ဆိုတာတဘာဝနေရာမှာဖြစ်ပါတယ်။နှုတ်ရှားမှုရက်သွားတာနဲ့လူရင်းပြည့်စုံမှုတွေဖြစ်လာတော့တာပါပဲ။စွမ်းရည်ဆိုတာကလည်းအတုံးချဖို့တာဖြစ်ပါတယ်။ကမ္ဘာကျော်စာရေးဆရာကြီး Star Wars Star Scott ကတော့ မနက်ခွန်းနာရီအေးရထားတဲ့အချင်းကိုဖျားသခင်ကကျုပ်ကိုပေးထားတယ်။ဒီအချင်းမရှိရင်ဘာမှကျုပ်လုံးနိုင်မှာမဟုတ်ပါဘူးလို့ဟေးသားခဲ့ပါတယ်။လုံးလုံးချင်းကမျိုးလုံးတွေကိုအယောင်တောက်ပါစီပါတယ်။အသားရည်ကိုစုပြေးစီသလိုကျက်သားတွေကိုလည်းတန်မာစီပါတယ်။တွေးလေပမှုမှန်ကန်ပြီးအုံနောက်လေးချီနေစီပါတယ်။အလောက်ဟာယောဂတဝက်လောက်ကိုပျောက်စေတဲ့ဆေးဆရာကြီးပါပဲ။လူငယ်တယောက်ကသူဟာထူးချွန်တဲ့ပါရမီရှင်ပါလို့ အခိုင်အမာပြောလာတိုင်းကျွန်တော်ကတော့သူ့အလုံးလုံးရဲ့လားလို့မင်းနေကြဖို့ဆိုင်ရေးဆရာကြီးရက်စကင်ကပြောတာလေကာလိုင်လေးရဲ့အဆူမင်းစကားရှိပါတယ်ဘလို့စိတ်ပြက်စရာအခြေအနေတွေရောက်ရောက်ဖျားသခင်ရဲ့နာမတော်ကိုထောက်ပြီးဆက်လုပ်ပါအလုံးလုံးယူနိုင်ရင်အောင်မြင်မှုရမှာမလွဲပါဘူး